တရုတ်အစိုးရ၏ထောက်ခံမှုဖြင့်တအောင်းတက်သိမ်းထားသည့်လာရှိုးမြို့တွင်စစ်တပ်ပြန်ဝင်လာပါကတိုက်ပွဲများပြင်းထန်လာပြီးရန်ပြုခံရမည်ကိုမြို့ကန်အချို့ကစိုးရိမ်နေကြသည်နူလိုင်းကိုကန့်မင်းကျဲတက်များရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှစုခွာရမည်ဆိုသည့်သတင်းထပ်မံထွက်ပေါ်နေသဖြင့်စစ်ကောင်စီတက်များလာရှိုးပြန်လာမည်ကိုစိုးရိမ်နေကြရကြောင်းမြို့ကန်အချို့ကပြောသည်နူလိုင်းနူလိုင်းလာရှိုးမြို့ကိုတိမ့်ပိုက်ထားသည့်မင်းကျဲ ပြီးယခုနှစ်ဇန်နဝါရီလတွင်တရုတ်နိုင်ငံကူမင်းမြို့တွင်စစ်ကောင်စီတပ်နှင့်ဆွေးနွေးရာနှစ်ဖက်တပ်များအပြည့်ရဲရန်သဘောတူညီမှုရရှိခဲ့သည်ဟုတရုတ်အစိုးရကကြေညာခဲ့သည် New Line New Line အပြည့်ရဲသဘောတူညီမှုနှင့်အတူမန်တက်တက်ကလာရှိုးမျိုးမှလာမည်ဇွန်လတွင်နောက်ဆုံးထားပြီးအတုလိုက်ဆုတ်ခွာပေးရမည်ဟုသဘောတူခဲ့ကြကြောင်းတရုတ်နယ်စပ်သတင်းရင်းမြစ်တအူးကမိုင်းမနောက်ကိုပြောကြားခဲ့သည် New Line New Line ယခုရက်ပိုင်းတွင် လာရှုံမျိုးမှမန္တန်အတက်များစတင်ဆုတ်ခွာနေပြီဖြစ်ကြောင်းသတင်းဌာနအချို့ကဖော်ပြခဲ့ပြီးနောက်မြို့နာကအတွက်စိတ်ပူနေကြသည်ဟုအသက်30ကျော်ရွယ်လာရှုံမျိုးခန့်အမျိုးသားတဦးကပြောသည် New Line New Line ဆွေးနွေးပွဲလည်းရှိနေတဲ့အတွက်မန္တန်ကိုမဆုတ်စေချင်သူတွေရှိသလိုတစ်ဖက်ကလည်းမန္တန်လက်ထက်မှာချုံရင်းချက်တွေရှိနေတာကိုပြင်ဆင်ချင်တဲ့လူတွေရောရှိတယ်စစ်တပ်ကိုမဝင်လာစေချင်တာကတော့ အားလုံးလိုလိုပါပဲဟုအဆိုပါမြို့ကံအမျိုးသားကပြောသည် new line new line မင်းသားနှင့်မဟာမိတ်များ၏ထိုးစစ်ကြောင့်စစ်ကောင်စီတပ်အထိနာနေခြင်းတရုတ်အစိုးရကအပြည့်ရဲ့ဆွေးနွေးပွဲလုပ်ရန်စီစဉ်ပေးခဲ့သဖြင့်စစ်ကောင်စီတပ်များစွာတတ်တာရရသွားကြောင်းမြို့ခံများကပြောသည် new line new line ပြီးခဲ့သည့်မတ်22ရက်နေ့ကလည်းမြို့ပေါ်ရှိနေရာအချို့တွင်လာရှိုးမျိုးမှမန္တာတပ်များမဆုတ်ခွာရေးနှင့်တရုတ်စန့်ကျင်ရေးအကြောင်းရေးထားသည့်စာများကို လူစီကားသည့်မြို့နေရာအချို့တွင်ကက်ကာမြို့ကန်အချို့ကဆန္ဒပြခဲ့ကြသည့် new line new line ဒေသခံများဆန္ဒပြကြသည့်မတ်22ရက်နေ့မှာစစ်ကောင်စီနှင့်မင်းတပ်တပ်တို့ကုမင်းမြို့တွင်နောက်တစ်ကြိမ်ဆွေးနွေးကြသည့်နေ့နှင့်တရက်တည်းဖြစ်သည့်စစ်မှုထမ်းဥပဒေအသုံးချနေသည့်စစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်လာပါကစစ်သားစုဆောင်ခံရမည်ကိုလည်းစိတ်ပူနေကြရကြောင်းအထက်ပါအမျိုးသားကပြောကြသည့် new line new line စစ်တပ်ရဲ့စစ်အုပ်ချုပ်ပုံနဲ့လာအုပ်ချုပ်မှာမလိုလားဘူး ။နာမည်စစ်မှုထမ်းဥပဒေကိုကြောက်တာကြောင့်လဲပါတယ်ဟုသူကပြောသည် New Line New Line 2029စစ်စင်ရေးပထမအကြော်ပြီးသည့်2024ခုနှစ်အတွင်းစစ်ကောင်စီတပ်ကပြည်သူစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီး စစ်သားစုဆောင်သည့်ဒေသများထဲတွင် လာရှိုးမျိုးလဲပါဝင်သည်ဟုဒေသခံများကပြောသည် New Line New Line ထို့အပြင်စစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်လာပါကလာရှိုးမြို့အုပ်ချုပ်ရေးတွင်ပါဝင်ကူညီနေသည့်ဒေသခံများနှင့်ခေတ္တဝန်ထမ်းများကိုအမျိုးသားနှိတ်ကုတ်မီကိုလည်းစိုးရိမ်နေကြသည်ဟုအသက်60ခန့်ရွယ်မျိုးသားတဦးကပြောသည် New Line New Line တကယ်လို့ကိုကန်တက်ကမနေလို့စစ်ကောင်စီတပ်ကပြန်ဝင်လာမယ်ဆိုရင်တော့ ကျွန်တော်တို့လည်းတခြားလူလက်တဲ့နေရာသွားမှာဒီကလူတွေလည်းအဲ့ဒီလိုသဘောထားရှိကြတာဟုအဆိုပါလားရှိုးမျိုးခန်ကပြောသည် new line new line ခုနှစ်လဝင်းကျင်ခန့်သာရှိသေးသည့်မန်ဒေရာအုပ်ချုပ်မှုနှင့်ပတ်သက်ပြီးမှတ်ချက်ပေးရန်စောသေးကြောင်းစစ်ကောင်စီတက်ပြန်မလာစေလိုကြောင်းအထက်ပါဒေသခံမျိုးသားကပြောသည် new line new line တိုက်ပွဲအပြီးလာနေငယ်မှစတင်ကလျှက်စစ်တပ်အားပြန်လည်ရရှိနေသည့်လာရှိုးတွင်မြို့မဆီးနှင့်အခြားဆီးငယ်များလည်းပြန်လည်စီကားနေပြီဖြစ်ကာကုံဆီးနှုံးလည်းကျဆင်လာပြီဖြစ်ကြောင်းဒေသ ခံအချို့ကပြောသည် new line new line ကုံစင်းနှုံးကတချို့တောင်ကြလာသေးတယ်သူဟာနဲ့သူတော့ဖြစ်နေကြတာပဲရောင်းကောင်းတာမကောင်းတာပဲกว่าတယ်ဟုမြို့ခံတဦးကဆိုသည် new line new line လူဦးရေတော့တဖြည်းဖြည်းနဲ့များလာတဲ့အများကြီးအခုခက်များများတောင်ပြန်လာကြပြီဟိုတယ်တွေတောင်ဖွင့်နေပြီယခုအခါမြို့ပေါ်တွင်စီကားနေပြီနှစ်စဉ်တကြံပွဲများကျင်းပလေးရှိသည့်မြို့အဝင်ရန်တိုင်းအောင်ဖျားအနီးတွင်တကြံမန်းနဲ့ထိုးနေပြီဖြစ်သည်ဟုသိရသည် new line new line မနစ်ဆက်နေရမှာစတင်ပြီးစစ်ကောင်စီနှင့်မန္တလေးအဖွဲ့တို့တရုတ်နိုင်ငံကူမင်းမြို့တွင်ထပ်မံဆွေးနွေးခဲ့ကြတော့လဲထူးခြားသည့်သဘောတူညီမှုမရခဲ့ကြောင်းသတင်းများထွက်ပေါ်နေသည့် new line new line ထိုအခြေအနေကြောင့်လာရှိုးမြို့တွင်တိုက်ပွဲများနှင့်လေကြောင်းတိုက်ခိုက်မှုများထပ်မံပေါ်ပေါက်လာနိုင်သေးသည်ဟုဒေသခံတို့ကဆိုသည် New Line New Line 2023အောက်တိုဘာလမှစတင်သည့်2029စစ်စင်ရေးပထမပိုင်းတွင်ကိုကန့်ဒေတာတစ်ခုလုံးနှင့်တိမ်နီမျိုးတို့ကိုမန္တလေးတပ်ကသိမ်းပိုက်နိုင်ခဲ့ပြီး2029စစ်စင်ရေးဒုတိယပိုင်းဖြစ်သည့်2024ဩဂုတ်လတွင်ရှမ်းပြည်နယ်မြောက်ပိုင်း၏မြို့တော်လာရှိုးကိုထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် New Line New Line လေငယ်လေးတွင်မှဒံယာရစစ်သားကိုအလင်းစလိုလက်များကဆွဲထုတ်ပွေ့ချီလိုက်ကြသည်လေငယ်ဤတံပြားချန်းခင်းပေါ်တွင်သွေးများအိုင်ထွန်းနေသည်စစ်သားဤဦးခေါင်းကိုစီးနောင်ထားသည့်ပတိမှသွေးချင်းချင်းနေနေသည်ကိုကြည့်၍ဒံယာအတော်ပြင်းထန်သည်ကိုသိနိုင်သည် new line new line ခရီးဆက်ရန်တစ်သားခုန်တန်းပေါ်တွင်စောင့်နေကြသောခရီးသည်များကနေရာဖယ်ပေးရာထိုတစ်သားခုန်တန်းပေါ်သို့ဒံယာရစစ်သားကိုစေးတက်သားများနှင့်အကူအညီပေးနေသူများကမချီနေရာချပေးလိုက်သည် တူလက်မျိုးပေါ်တွင်အောက်ဆီဂျင်တိုင်းနာသည့်ဆက်ငယ်ကိုတက်ဆင်ပေးလိုက်ပြီးသွေးပောင်ကိုချိန်သည့်လူနာကိုဒေတာတွင်ဆေးရုံသို့အမြန်ပို့ရန်အလင်းစလိုခွင့်တောင်းနေသောဆေးတက်သား၏အတန်နှင့်ပတ်တီးဖြူဖြူမှရိုစိမ့်ကြလာသောသွေးများကအရေးပေါ်အခြေအနေဖြစ်ကြောင်းမပြောဘဲသိစေနိုင်သည့် new line new line ဒဏ်ရာရထားသူသည်ပြည်သူ့ကာကွယ်ရေးတပ်မတော် Dave တက်သားတအူးဖြစ်သည့်မြန်မာနိုင်ငံအရှေ့ပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်များသည့် မျိုးသားညီညွတ်ရေးအစိုးရနှင့်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ခင်လာတို့၏ဥတွေအုပ်ချုပ်မှုအောက်တွင်လှုပ်ရှားနေကြရာထိုအထဲတွင်ကြားဖြူကြားတင်းနဲ့ဗန်နာနှင့်ကောရာစစ်ကြောင်းများလည်းပါတူညနေသည် new line new line စစ်တပ်အာဏာသိမ်းပြီး3လအကြာ2021ခုနှစ်မေလတွင်တကူအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစတင်ဖွဲ့စည်းခဲ့သည့်အာဏာသိမ်းမှုစန့်ကျင်ရေးဆန္ဒပြပွဲများတွင်လက်နက်မပါသောပြည်သူများကိုစစ်အစိုးရကရရဲဆက်ဆက်တပ်ဖြတ်ခဲ့သည်ကိုတုံ့ပြန်သည့်အနေဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့်လေးနှစ်တာကုန်ဆုံးပြီးယခုအချိန်ထိပင်နိုင်ငံနဲ့တုံးညရန်ရှိပြပဖွဲ့များသည့်အရတအစိုးရအာဏာပြန်ရရန်ဆက်လက်တိုက်ပွဲတုံးညရန်လျက်ရှိသည့် New Line New Line ဒဏ်ရာရစစ်သားကိုဒေတာရင်းရှိထိုင်းစေယုံတို့ပို့ဆောင်ရန်မော်တော်ရုပ်တစီးကိုစောင့်နေစေဖြစ်တိုက်ခိုက်ရေးစေးတက်သားအချို့ကရှေ့ရန်စေကံများတွင် လိုအပ်သည့်စေးပစ္စည်းများကိုလှေငယ်ပေါ်သို့တင်သည်ကျွန်တော်တို့စီးမိကားပေါ်သို့စေးပစ္စည်းများကိုတင်ပြီးနောက်တိုက်ခိုက်ရေးစေးတက်သား၃ဦးတက်လိုက်ပြီးဖြစ်ရာကမ်းနားမှထွက်ခွာရန်အဆင်သင့်ဖြစ်ပြီးဖြစ်သည် ကားထွက်မိစဲစဲတွင်လက်နက်အပြည့်နှင့်စစ်သားလူငယ်နှစ်ဦးကားနောက်မှခုန်တက်လာပြီးတိုးထိုင်လိုက်ကြသည် သူတို့သူများဆင်ထားသောယူနီဖောင်းပေါ်ရှိကြားတက်နှင့်အမှတ်အသားကိုကြည့်၍ဘဲကြက်ဖွဲမှဖြစ်ကြောင်းသိနိုင်သည် new line new line ကာစတီးယားရင်ကျိုးလောက်အောင်မောင်းနေရသည့်ကြောက်တုံးများပြည့်နှက်နေသောမြေကမ်းပါတဲတောင်ပြင်နှင့်တော်ရီလန်တို့ကိုကျွန်တော်တို့ဖြစ်ကျော်မောင်းနေလာခဲ့သည့်အလွန်ကိုကျုံမြောင်းလွန်းလာသည့်လမ်းများကကားမောင်း၍မရနိုင်အောင်ပင်ခီးတလျှောက်တွင် လူသူကင်းမဲ့နေသည့်၄ကေကော်ရွာကလေးကိုကျွန်တော်တို့ဖြ က်ခဲ့ရသည် new line new line 2022ဦးပိုင်းအချိန်ကထိုရွာလေးသည်မြို့ကြီးများမှထွက်ပြေးလာကြသည့်လူများအတွက်ဘေးကင်းလုံခြုံစွာနားခိုနိုင်သည့်နေရာဖြစ်ခဲ့သည်သို့တော်လည်းထိုနှစ်ဒီဇင်ဘာလတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟုမိမိကိုယ်ကိုအမွန်းတိန်ခေါ်ဆိုသည့်အာဏာရှင်စစ်ကောင်စီကတူလက်ခုံမှထွက်ပြေးသည့်သူများကိုလက်နက်ကြီးများလေကြောင်းမှပုံကျဲမှုများပြုလုပ်၍ဖြိုခွင်းခဲ့သည့်စိမ့်ဆိုသည့်တော်တွင်နှွေမြက်တစ်ပင်များမှကျိုးပဲ့ပျက်စီးနေသောအဆောက်အဦပိုင်းအဆများနှင့်ဖုံးလွှမ်းနေပြီဖြစ်သည့်ထိကျင်သူထိဟု ။နေရအနှံ့မြုပ်ထားခဲ့သောမြေမြုံမိုင်းများသည်လည်းသွေးစာစာနှင့်ထိခိုက်တက်ဖြဲ့ရန်ကံခေသူတဦးကိုငိန်သက်စွာဆောင်ဆိုင်နေကြသည် New Line New Line နေလေစာစားရင်တောင်ဆောင်ပေးရှိရွာလေးတရွာတွင် ကျွန်တော်တို့ရန်နာလိုက်ကြသည်ထိုစုတွင်မြစ်အကူးတွင်တွေ့ခဲ့သည့်တွေးထွက်လွန်နေသောစစ်သားပြိုတေဆုံးသွားပြီဖြစ်ကြောင်းစိတ်မကောင်းစရာသတင်းစကားကြားရသည် သူ၏ဇာပနကိုစီစုနေသည့်ရဲဘော်ရဲဘက်တအူးက ဒရုန်းမှကျဲချသောဘုံးစသူ့ကောင်းကိုထိမှန်သွားခဲ့ကြောင်းရှင်းပြသည့် new line new line ယခင်ကရဟတ်ယုံများဂျက်လီယုံများအမြောက်လက်နက်ကြီးများနှင့်တန်ချက်ကကားများပြည့်စုံသည့်စစ်အာဏာရှင်ကိုလက်လုံလက်နက်မျိုးစုံနှင့်ခေဟောင်းတနက်များသာလက်နက်ကင်တော်လန်ရေး၏အစောပိုင်းကာလများတွင်ရဲဘော်များသည့်ညင်းတို့တိုက်ရိုက်ခိုက်ရရှိပုံနှင့် အောင်ပွဲများကိုအင်တာနက်ပေါ်တွင်ဗီဒီယိုအတိုအထွာလေးများတင်၍လူသိရှင်ကြားပြသခဲ့ကြတော့လေယခုမူနှစ်ရှည်ကြာမြင့်သောစစ်ပွဲအများအတွင်တည်ဆုံးမှုများထိခိုက်ဒဏ်ရာရမှုများဤဒဏ်ကိုပယ်ပယ်နေနေခံစားနေပြီးဖြစ်ရာယခင်လိုမတက်ကြနိုင်တော့ပါချေ new line new line 2024ခုနှစ်ကနဤမှတ်တမ်းများအရမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည်ကရင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်များနှင့်တိုက်ပွဲပေါင်း 229ကြိမ်ဖြစ်ခဲ့သည် ထိုတိုက်ပွဲများအတွင်စစ်ကောင်စီတပ်သား336ဦးတေဆုံးခဲ့၍225ဦးဒဏ်ရာရခဲ့သည်ထိုအချိန်တော်အတွင်းတိုက်ပွဲတွင်အသက်ပေးခဲ့သောညနှင့်မဟာမိတ်တပ်သား100ကျော်ရှိ၍ထိခိုက်ဒဏ်ရာသူမှာ325ဦးရှိသည်ဟုနှူးကဆိုသည် New Line New Line စ်ပွဲ၏အနိဋာယုံများကိုကိုယ်တိုင်တွေ့မြင်ခဲ့ရသောစစ်သားများဆရာတုံးညံ့များနှင့်စေတက်သားများအစရှိသည့်ရှေ့တန်းတွင်တာတုံးညံ့ကြသူများအားလုံးသည်စစ်ပွဲကိုပြီးဆုံးစေခြင်းကြောင့်တဏီတညွတ်သေးဆိုကြသည် သို့သောစစ်အာဏာရှင်ကိုဆက်လက်တော်လှန်ရန်လိုအပ်တည်ကိုမူညီသူကများအငင်းမပွားကြပါချေပန်းတိုင်ရောက်သည့်အထိတော်လှန်ရေးတွင်ပါသူညရင်ဆင်နှွဲရမည်နိုင်ငံရေးသမားများအနေနှင့်လည်းအာဏာရှင်စစ်တပ်ကမြန်မာပြည်သူများကိုဆက်လက်ဖိနှိပ်စေနိုင်မည်ညီသည့်အပေးအယူကိုမစိုးလုံးသူညလက်မခံရဆိုသည်ကိုအားလုံးကထောက်ခံသဘောတူကြ The New Line New Line တိုက်ပွဲများအတွင်ရင်းနှီးသောတငယ်ချင်းများကိုဆုံးရှုံးခဲ့ရသောစစ်သားနှင့်ဘာတုညတစ်စစ်ချိုးပြောင်းလဲစေသည့်ဒံယာကြီးကြီးမားမားရခဲ့သောစစ်သားများအပါအတုညနှင့်ဤဆောင်ပါအအတွက်မိုင်းမာနာနှင့်စကားပြောခဲ့သောဘဂရို၏တူညီသောခံယူချက်မှာစစ်အာဏာရှင်ရှုံးပေးသည့်အထိဆက်လက်တိုက်ပွဲတုညရင်သည်မှလွဲ၍အခြားရွေးချယ်စရာမရှိဆိုသည်ပင်ဖြစ်သည် new line new line အသက်24နှစ်အရွယ်တက္ကသိုလ်ကျောင်းသားဟောင်းတဦးဖြစ်သောကိုကျော်စောတွင်လည်းဤကဲ့သို့ပြက်သားသောခံယူချက်မျိုးကိုတွေ့ရသည်။ယခုတွင်ကိုကျော်စောသည်ကြားတက်နှင့်စစ်ကြောင်းဤခိတ်တန်းလက်ဖြောင့်တနက်သမားစနိုက်ပါအဖြစ်သားသုံးညင်ထန်းဆောင်နေသည်။နှစ်ဖြားတက်နေသည့်ကြားပင်ကိုကျော်စောသည်သူရှိတန်းသို့ဘလို့ရောက်သွားသည်။ဒါသုံးညင်လံကိုစွန့်ခွာထွက်မပြေးပဲဘလို့ပြီးဆုံးသည့်အထိခြေပွန်စွာထန်းဆောင်ခဲ့သည်ကိုပြောပြခြင်းနေပါသည်။ New Line New Line အရင်ကတော့ကျွန်တော်ကတက္ကသိုလ်တတိယနှစ်ကျောင်းသားပါနိုင်ငံခြားမှာကျောင်းသားတက်ဖို့လဲအစီအစဉ်ရှိခဲ့ပါတယ်။တငယ်ချင်းတွေအများကြီးနဲ့ခက်ပျော်ပျော်နေခဲ့ရတဲ့ဘာသူများပါဟုသူကပြောပြသည်